မင်္ဂလာပါခင်ဗျရှန်ကုန်ခေတ်ကနေဒီကနေ့နေ့လည်ကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ချင်းပြည်နယ်ကတွန်းဆန်မြို့ကိုချင်းတော်လန်ရေးတပ်ပေါင်းစုတွေကဒီကနေ့မနက်ပိုင်းမှာပဲအပိသက်သိမ်းပိုက်လိုက်ပြီးလက်နက်ကယ်ရန်အမြောက်အများရရှိထားတယ်ဆိုပါတယ်ရေကြိုးမြို့နယ်ကကျေးရွာဒုံရွာနဲ့ PDS ခန်းတွေကိုဝင်ရောက်စီးနင်းမယ်ဆိုပြီးရောက်လာတဲ့အကြမ်းဖက်စစ်တပ်ကိုတော်လန်ရေးတပ်ပေါင်းစုတွေကဝိုင်းဝန်းတိုက်ခိုက်ခြင်းမို့ရမှာစေကောင်းစီတပ်သား32ဦးဟာအသီးသီးတိမ်ကုန်ကြတဲ့အပြင် စစ်သားတွေရဲ့မသားလောင်းတွေနဲ့လက်နက်ခဲယမ်းတွေကိုပါတင်းစီရရှိထားတယ်ဆိုတဲ့သတင်းပါဝင်ဒီနေ့နေ့လေးကသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ချင်းမီနယ်ကတွန်းဆန်မြို့ကိုချင်းတော်လန်ရစ်တပေါင်းစုတွေကဒီကနေ့မနက်ပိုင်းမှာပဲအပိဓာတ်သိမ်းပိုက်လိုက်ပြီးလက်နက်ခဲယမ်းအမြောက်အများရရှိထားတယ်လို့ CNF CNA ပြောရဆိုခွင့်ရှိသူဆလိုင်းထန်ဒီကရန်ကုန်ခေတ်တိကိုပြောပါတယ်မေလ19ရက်နေ့ကပဲ ချင်းမီနယ်ဒွန်းဇံမြို့နယ်ကကြည်ခမ်းမြို့မှာရှိတဲ့စစ်ကောင်စီတပ်စခန်းတွေကိုချင်းတော်လန်ရဲတပ်တွေကအပိသက်တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးကြည်ခမ်းမြို့ကိုသိမ်းပိုက်ပြီးတဲ့နောက်မှာပဲဒီကနေ့မေလ22ရက်နေ့မနက်ပိုင်းမှာတော့ဒွန်းဇံမြို့နယ်တစ်ခုလုံးကိုချင်းတော်လန်ရဲပူပေါင်းတပ်တွေကအပိသက်သိမ်းပိုက်လိုက်ပြီးဆိုပါတယ်လက်ရှိဒွန်းဇံမြို့သိမ်းတိုက်ပွဲမှာအကြမ်းဖက်စစ်ကောင်စီဘက်ကတည်တဲ့သူတွေတော်တော်များတဲ့အပြင်လက်နက်ခဲယံတွေလည်းအမြောက်အများသိမ်းစီရရှိထားပြီးဒေါ်လန်ရဲတပ်ဖွဲ့တွေဘက်ကလည်းထိခိုက်သိမ်းဆုံးမှုတချို့ရှိခဲ့တယ်လို့ လက်ရှိမှာတော့တွန်ဆန်မြို့နယ်ဟာစစ်ကောင်စီကင်းစင်နယ်မြေဖြစ်သွားပြီလို့လဲ CNF CNA ပြောရဆိုခွင့်ရှိသူဆလိုင်းတန်ဒီကပြောထားပါတယ်ခင်ဗျဒီတခါမကွေးတိုင်းဘက်မှာတော့ရေကြုံမြို့နယ်ကကြေးရွာ၃ရွာနဲ့ PDS ခန်းတွေကိုဝင်ရောက်စီးနှင်းမဲ့ဆိုပြီးရောက်လာတဲ့အကြမ်းဖက်စစ်တပ်ကိုတော်လန်ရေးတပ်ပေါင်းစုတွေကဝိုင်းဝန်းတိုက်ခိုက်ချေမှုရမှာစေကောင်စီတပ်သား32ဦးဟာအသီးသီးသေကုန်ကြတဲ့အပြင် စစ်သားတွေရဲ့မသားလောင်းတွေနဲ့လက်နက်ခဲယံတချို့ကိုပါတိမ့်စီရရှိထားတယ်လို့ Southern's YSO PDF ရဲ့တာဝန်ခံကိုအောင်မောင်းကရန်ကုန်ခေတ်ကိုပြောပါတယ်။မေလ18ရက်နေ့ကပဲရေစုံမျိုးနဲ့မှာရှိတဲ့ဂျေးရွာ၃ရွာနဲ့ PDF စခန်းတွေကိုဝင်စီးမယ်ဆိုပြီးစင်ရ၃ရွာကျော်ပါအကြမ်းဖက်စစ်ကောင်စီတပ်ကဝင်ရောက် တာလေဆိုပါတယ်။အဲ့ဒီမှာ တော်လန်ရေးတပေါင်းစုတွေကအသင်ဆောင်ပြီးမိုင်းစစ်စင်ရေတွေပါဝင်စစ်ကြောင်းတွေခွဲပြီးတော့လက်နက်ငယ်တွေနဲ့ပါအနီးကပ်ကိုဝိုင်းဝန်းတိုက်ခတ်ချေမှုခဲ့တယ်ဆိုပါလေအဲ့ဒီလိုတိုက်ခိုက်မှုတွေအတွင်းစေကောင်းစီဘက်ကဝရုံ၃၅တွေဖြစ်ပြီးတော့မိုင်းမီတဲ့သူတွေရောအနီးကပ်ပြစ်ခတ်မှုတွေကြားမှာပါစေကောင်းစီတပ်ဖွဲ့ဝင်32ဦးဟာအသီးသီးတေကုံကြတဲ့အပြင်စစ်သားတွေရဲ့မပါလောင်းတွေဟာလမ်းမပေါ်တွေအပြင်လေကွင်းတွေမှာပါပြန့်ကျဲနေပြီး စစ်သားမသာလောင်း၁၀လောင်းအပြင်လက်နက်ကိုလက်နက်ခဲယံတွေကိုပါတင်းစီရရှိထားသေးတယ်လို့ Southern Wires ကို PDF ရဲ့တာဝန်ခံကိုအောင်မောင်းကပြောထားပါတယ်။ပြစ်ခတ်မှုအတွင်းအတုံးယုံသေးနေကြတဲ့စစ်ကောင်စီတပ်သားတွေရဲ့မသာလောင်းပုံတွေကိုတော့ရန်ကုန်ခေတ်တည်းရဲ့ Telegram မှာသွားရောက်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။တဖက်မှာလည်းမကွေးတိုင်းစလင်းမြို့နယ်ကလင်းစင်းတိုက်နယ်ရက်စကန်နယ်စစ်ကူရင်တန်းကိုတော်လိုင်းရေးတပ်တွေကတိုက်ခိုက်ချေမှုအတွင်း စစ်ကောင်စီဘက်က10ဦးဝင်းကျင်သေုံကြပြန်ပြီလို့မင်းမှုခဲအမှတ်ငတ်တရင်ရဲ့တောင်ဝင်ရှိသူတို့ကရန်ကုန်ခေတ်တစ်ကိုပြောပါတယ်မေလ18ရက်နေ့ကပဲလင်းစင်တိုင်းရဲ့ရစကန်ကိုတော်လန်ရေးပူပေါင်းတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခတ်ခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုတိုက်ခိုက်မှုအတွင်းစကန်းကိုသိမ်းပိုက်ကန်ဒီမှာပဲစစ်တပ်ကစစ်ကူစင်ကြောင်းရောက်လာတဲ့အချိန်အဲ့ဒီစစ်ကြောင်းကိုဘာဟန်တာဖို့ပြင်ဆင်ထားတဲ့တော်လန်ရေးမိုင်းတပ်ဖွဲ့ကနေဖြတ်အပြင်းမိုင်းတွေနဲ့ဂျပ်ဖြတ်ဖောက်ခွဲတိုက်ခတ်ခဲ့တယ်ဆိုပါတယ် အဲ့ဒီလိုရက်စကန်နဲ့စစ်ကူစစ်ကြောင်းကိုတိုက်ခိုက်မှုတွေအတွင်းစစ်ကောင်စီဘက်ကထိခိုက်သေးဆုံးမှုတွေများသွားပြီးစေဦးဝင်းချင်းကတော့အသေးသေးသေကုန်ကြသလိုတစ်ဖက်ကတော်လိုင်းရဲဘော်နှစ်ဦးလည်းဒဏ်ရာရခဲ့တယ်လို့မင်းမှုခဲအမှတ်ငါတက်ရင်ရတာဝန်ရှိသူတို့ကပြောထားပါလိမ့်ခင်ဗျတစ်ဖက်မှာလည်းမကွေးတိုင်းကပေါ့မြုတ်နယ်ရာကြီးပြင်ပြူစော့တိကျေးရွာကနေထွက်လာတဲ့အကြံဖက်စစ်ကောင်စီတပ်သားနယ်ပြူစော့တိတွေကိုတော်လိုင်းရဲတပ်တွေကကြပြတ်တက်ခဲ့ရမှာ ပြူစောတီလေးဦးသေးသွားပြန်ပြီလို့ဒေတာကန်တော်လန်ရေးတက်ဖွဲ့ကပြောပါတယ်မေလာ၁၈ရက်နေ့ကပဲပေါမျိုးနယ်မှာရှိတဲ့ရာကြီးပြင်းပြူစောတီခြေရွာကနေချမ်ဖတ်စကောင်စီတပ်သားတွေနဲ့ပြူစောတီစုစုပေါင်း၁၅ဦးလောက်ဟာတောင်ဘက်ကိုထွက်လာတဲ့အချိန်မခုတ်ခုခိုင်းတရင်ငါတရင်စနစ်နဲ့နေမီကန်ပကဖတ်ဖွဲ့တွေကနေကြပြတ်တက်ခဲ့ခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုတက်ခိုက်မှုအတွင်းစစ်ကောင်စီတပ်သားနဲ့ပြူစော့တီ15ဦးဝင်ကျင်တဲ့ကစစ်ကောင်စီဝင်း၄ဦးကတော့ပြစ်ခတ်မှုတွေအတွင်းမှာပဲအသီးသီးသေကုန်ကြပြီး ပြန်ဆုတ်သွားကြတယ်လို့လဲဒေတာကန်တော်လိုင်းဤတပ်ဖွဲ့ကပြောထားပါတယ်ခင်ဗျတပ်ဖွဲ့မှာတော့တောင်ကိုရီးယားနိုင်ငံလွှတ်တော်အမတ်တွေကမြန်မာပြည်ဆန္ဒဒိမှုကနေလွတ်မြောက်ပြီးဒီမိုကရေစီစနစ်ဖြစ်ထွန်းရေးကိုဆက်လက်ထောက်ခံသွားမှာဖြစ်တယ်လို့ဂတိပြုပြောဆိုလိုက်ပါတယ်မေလ20ရက်နေ့ဖြစ်တဲ့မနေ့ကပဲတောင်ကိုရီးယားလွှတ်တော်အမတ်တွေနဲ့အမျိုးသားညီညွတ်ရေးအစိုးရ UNG ပြည်ထောင်စုဝန်ကြီးတွေတွေ့ဆုံခဲ့ကြတယ်ဆိုပါတယ်အဲ့ဒီတွေ့ဆုံပွဲမှာ UNG ဝန်ကြီးဒေါ်စင်မအောင်နဲ့ဝန်ကြီးဦးတင်ထွန်းနိုင်တို့က မြန်မာပြည်ရဲ့လက်ရှိအခြေအနေပါဝင်စစ်ကောင်စီရဲ့အဖက်ဖက်ကကြဆုံနေမှုတွေတော်လံပြည်သူတွေဘက်ကတိုးတက်အောင်မြင်နေမှုတွေဒိန်းချုံနိုင်တဲ့နေမြေဒိုးပွားလာတာတွေဒိုင်းသားဖွဲ့စည်းတွေနဲ့နိုင်ငံရေးစစ်ရေးဗန္နာရေးပူးပေါင်းဆောင်ရွက်နေမှုတွေဖက်ဒရယ်ဒီမိုကရေစီတည်ထောင်မှုမှာလဲအယုံကြည်နဲ့တော်လံပြည်သူတွေဘက်ကတိုးတက်အောင်မြင်နေမှုတွေကိုရှင်းလင်းပြောဆိုခဲ့တယ်လို့သိရပါတယ်။တစ်ဖက်မှာလဲတန်ကိုရီးယားနိုင်ငံလွှတ်တော်အမတ်တွေကစစ်ကောင်စီကိုအသိမှတ်မပြုတဲ့မူဝါဒကိုပြောင်းလဲသွားမှာမဟုတ်တဲ့အပြင် မြန်မာပြည်ဆက်အာဏာသိမ်းမှုကနေလွတ်မြောက်ပြီးဒီမိုကရေစီစနစ်ဖြစ်ထွန်းရေးကိုတန်ကိုရီးယားနိုင်ငံအနေနဲ့ဆက်လက်ထောက်ခံသွားမှာဖြစ်တယ်လို့ဂတိပြုပြောဆိုလိုက်တဲ့အပြင်လူသားချင်းစာနာမှုအကူအညီတွေပေးအပ်ဖို့ကိုလည်းစ조사ဆောင်ရွက်သွားမှာဖြစ်တဲ့အကြောင်းကိုပြန်လည်ဆွေးနွေးပြောကြားခဲ့ကြတယ်လို့သိရပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရန်ကုန်ခေတ်ကနေဒီကနေ့နေ့လေခင်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငံပါ